မင်္ဂလာပါရှင်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာစေဖို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်ချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့စင်စင်ပါပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နိုင်ငံတကာတိုင်းဝိုင်းအနေနဲ့စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပေါ် ထားတဲ့သဘောထားကိုလေးနက်စွာဆန်းစစ်သုံးသပ်ကြဖို့ NUG ယာယီသမနာကတိုက်တွန်းခဲ့တဲ့တဲ့တွေဖြစ်ပါတယ်ရှင်။နိုင်ငံတကာတိုင်ဝမ်အနေနဲ့စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲများပေါ်ထားတဲ့သဘောထားကိုလင်းနက်စွာဆန်းစစ်သုံးသပ်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတဒူဝါလက်ရှိလာကဧပြီလ22ရက်အစိုးရဖွဲ့အစည်းအဝေးမှာတိုက်တွန်းပြောကြားခဲ့ပါတယ်။ပြည်ရင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပြည်သူလူထုရဲ့အဓိကလူလားချက်တွေကိုလစ်လို့ရှုမထားဖို့တော့ကျွန်တော်တို့အားလုံးအာရုံစိုက်ကြရမှာဖြစ်ပါတယ်။ ပြည်ရင်းညံရေးဆွေးနွေးပွဲတွေဖြစ်မြောက်အောင်တွန်းအားပေးနေတဲ့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့လည်းစစ်ကောင်စီရဲ့ညံ့ညံ့ရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့သဘောထားကိုလေးနက်စွာဆက်ဆက်သုံးသပ်ကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်လို့ယာယီသမ္မတကပြောကြားခဲ့ပါတယ်။စစ်ကောင်စီအနေနဲ့လည်းမြန်မာနိုင်ငံမှာဘလို့စစ်အုပ်ချုပ်ရေးနေမဆိုတိုင်းပြည်ကိုအမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်ဘူးဆိုတာကိုနှစ်ပေါင်း80ကျော်ကြာပြည်ရင်းစစ်ကတက်တေပြနေတာကိုပြန်လည်သုံးသပ်ပြီးသဘောပေါက်နားလည်ဖို့လိုအပ်တယ်လို့ယာယီသမ္မတကပြောကြားခဲ့ပါတယ်။ အစိုးရအဖွဲ့ဝင်တွေအနေနဲ့လည်းကဏ္ဍအလိုက်ဆိုင်ရာဆိုင်ရာနယ်ပယ်များတွင်တာဝန်ယူထားကြတဲ့တော်လှန်ရေးတာဝန်တွေနဲ့နိုင်ငံရေးတာဝန်တွေကိုပါထိထိရောက်ရောက်ကြေပြွန်နိုင်ဖို့လိုပါတယ်။ဒါအပြင်အစိုးရအဖွဲ့ဝင်အချင်းချင်းအပြန်အလှန်ဝေမျှဖို့အပြန်အလှန်အထောက်အပံ့ပြုကြဖို့နဲ့လက်တွေ့အကောင်အထည်ဖော်တဲ့လုပ်ငန်းစဉ်တွေမှာထိရောက်ဖို့ညှဉ်းဆန်းဖို့အမျှော်မြင်ရှိရှိလှုံ့ဆော်ကြဖို့တိုက်တွန်းလိုပါတယ်လို့ယာယီသမရကဆက်လက်ပြောကြားခဲ့ပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အချို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ကိုကျိုးစီးပွားကိုဦးစားပေးလာခြင်းတွေတွေ့ရှိရတဲ့အပေါ်စိတ်မကောင်းဖြစ်ရတယ်လို့ NUG ပြောင်းစုဝင်ကြီးချုပ်ကပြောကြားခဲ့တဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်။အချို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ကိုကျိုးစီးပွားကိုဦးစားပေးလာခြင်းတွေတွေ့ရှိရတဲ့အပေါ်စိတ်မကောင်းဖြစ်ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပြောင်းစုဝင်ကြီးချုပ်မန်ဝင်းခိုင်နန်းကဧပြီလ24ရက်ဂျာကာလာဒေသန္တရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ မူလတော်လိုင်းရင်ဟိမှန်ချက်များအပေါ်အားဆိုင်မှုနည်းလာပြီးအာဏာအလွဲသုံးစားပြုခြင်းဗဏ္ဍာငွေများကိုမယုံမသားစီမံခြင်းနဲ့ကိုချိုးစည်းဝါကိုဦးစားပေးလာခြင်းများတွေ့ရှိရတဲ့အပေါ်စင်ကောင်းဖြစ်ရတယ်လို့ပြည်အောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်တော်လိုင်းကလာအတွင်ဂျာကလာအုတ်ချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရမှာအခက်ခဲများစွာရှိခဲ့တော်လဲအုတ်ချုပ်ရေးလေဟာနယ်မဖြစ်စေဖို့နဲ့ပြည်သူဝန်ဆောင်မှုကာကွယ်စောင့်ရှောက်မှုများပေးနိုင်မှုတိုးပန်းခဲ့ကြသူများကိုကျေးဇူးတင်ရှိတယ်လို့လည်းပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ပြည်သူတွေနဲ့အတူတိုက်ပွဲဝင်မှုပြန်အောင်လာပြီလို့ပြည်အောင်စုဝန်ကြီးဒေါက်တာဇော်ဝင်းစိုးကပြောကြားခဲ့တဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်။ပြည်သူတွေနဲ့အတူတိုက်ပွဲဝင်မှုပြန်အောင်လာပြီဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရဂျမိုင်းဝန်ကြီးဌာနနဲ့ပညာရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါက်တာဇော်ဝင်းစိုးက PPTV ကိုပြောကြားခဲ့ပါတယ်။စကားစအခက်နှွေဦးတော်လန်ရေးအချက်ပြည်သူအတွက်ကျွန်တော်ပြန်အောင်လာတာပါ။ပြည်သူတော်လန်ရေးမှာပြည်သူနဲ့အတူရှိရမှာကျွန်တော်ရဲ့ခံယူချက်ပဲဖြစ်ပါတယ်။ ပြည်သူနဲ့အတူနေအတူသွားအတူစားအတူတူတိုက်ပွဲဝင်မှုအစဉ်သိရှိပါတယ်လို့ပြည်အောင်စုဝင်ကြီးကပြောကြားခဲ့ပါတယ်။စက္ကစ အခက်နှွေဦးတော်လန်ရေးအချက်ပြည်သူအတွက်ကျွန်တော်ပြန်ရောက်လာတာ။ဒါအပြင်မြေပြင်မှာရောက်ရှိနေပြီးတော်လန်ရေးရဲ့အဆုံးသက်တိုက်ပွဲမှာပါဝင်ကြဖို့ဖိတ်ခေါ်တယ်လို့ပြည်အောင်စုဝင်ကြီးကပြောကြားခဲ့ပါတယ်။ ပါဝင်ညာဆွလွတ်ကြတိုက်ပွဲဝင်ညာကိုဖိတ်ခေါ်ပါတယ်တော်လှန်ရေး CDM ကျမ်းမာရေးစောက်ရှောက်သူများဤတွင်ဤပါကျမ်းမာရေးစောက်ရှောက်သူများအားလုံးကိုဒီနေရာကနေပါဝင်ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်မြေပြင်မှာရောက်ရှိပြီးတိုက်ပွဲဝင်နေပါတယ်အယိုးနဲ့ထိခိုက်ဒဏ်ရာဖွဲ့စိတ်မှုတွေအုံနောက်နဲ့အာယုံရောဖွဲ့စိတ်မှုတွေ ခြေခံစီးပညာသင်ကြားမှုတွေစိုးမိုးဒေတာတွေပါဝင်လှုပ်ဆောင်နေကြပါတယ်အထူးကပညာတွေကိုလည်းစတင်သင်ကြားပေးနေဖြစ်ပါတယ်စစ်အာဏာရှင်အောက်ကအလုံးစုံလွတ်မြောက်ပြီးတိုက်ပွဲမှာမြမသမိုင်းမှာဒီတစ်ချိန်တစ်ခါပဲရှိမယ်တော်လန်ရေးရဲ့အဆုံးဖြတ်တိုက်ပွဲမှာပါဝင်ကြပါလို့ဖိတ်ခေါ်လိုပါတယ် ငါတို့အသွေးအသားအသက်တွေနဲ့ဆုံးဖြတ်ဆုံးသွားခြင်းတွေလွမြောက်တဲ့အေဂျင်တာရတဲ့တရားမျှတမှုရှိတဲ့ Federal Democracy နိုင်ငံကိုတည်ဆောက်ကြဖို့အတွက်ပါဝင်ရပါဆွတ်လွတ်ကြပါတိုက်ပွဲဝင်ရပါသိခေါ်ရပါလေရေးတော်ဘုံအောင်ရမယ်ဆရာနာရှင်အောက်ကအလုံးစုံလွတ်မြောက်ရေးတိုက်ပွဲမှာမြမတမိုင်းမှာ ဒီဒီချိန်ဒီတစ်ခါပဲရှိမဲ့တော်လန်ရေးရဲ့အစုံသက်တိုက်ပွဲမှာပါဝင်ကြပါလို့ဖိတ်ခေါ်လိုပါတယ်။ငါတို့အသွေးသားအသက်တွေနဲ့စွန့်လွတ်စွန့်စားခြင်းတွေနဲ့လွတ်မြောက်တဲ့အေးချမ်းသာရတဲ့တရားမျှတမှုရှိတဲ့ Federal Democracy နိုင်ငံကိုတည်ဆောက်ကြဖို့အတွက်ပါဝင်ကြပါစွန့်လွတ်ကြပါတိုက်ပွဲဝင်ကြပါလို့ဖိတ်ခေါ်အပ်ပါတယ်လို့ပြည်အောင်စုဝင်ကြီးကပြောကြားခဲ့ပါတယ်။ လက်တလုံးမှာပြည်အောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကစုမိုးထိန်ချုပ်နေမြင်များရှိ PDF များနဲ့လိုက်လံတွေ့ဆုံတာထံရရဲဘော်တွေကိုကြည့်ရှုစောင့်ရှောက်မှုပေးနေပြီးတော်လိုင်းရေးအတွက်စီဒီအန်ကျမ်းမာရေးစောင့်ရှောက်မှုများအားလုံးကိုလည်းပါဝင်ကြဖို့ဖိတ်ခေါ်ထားပါတယ်ကျွန်တော်တို့ကိုယ်တိုင်မြေပြင်မှာရောက်ရှိနေပြီးတိုက်ပွဲဝင်နေပါတယ်အယိုးနဲ့ထိခိုက်ဒဏ်ရာခွဲစိတ်မှုတွေအုံနောက်နဲ့အာယုကျော်ခွဲစိတ်မှုတွေအခြေခံဆေးပညာတင်ကြားမှုတွေစုမိုးဒေတာတွေမှာပါဝင်လှုပ်ဆောင်နေကြပါတယ် အထူးကုပညာတွေကိုလည်းစတင်တင် जा ပေးနေပြီဖြစ်ပါတယ်လို့ပြောင်စုဝင်ကြီးကပြောကြားခဲ့ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အကြံဖက်စစ်တပ်ကလေးလအတွင်မန္တလေးတိုင်းကနေနှစ်ရွယ်ကလင်းငယ်အပါအဝင်ပြည်သူ43ဦးကိုတပ်ဖြတ်ခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။အကြံဖက်စစ်တပ်ကလေးလအတွင်မန္တလေးတိုင်းကနေနှစ်ရွယ်ကလင်းငယ်အပါအဝင်ပြည်သူ43ဦးကိုတပ်ဖြတ်ခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကွန်ရီဆောင်းရှောက်ရေးအသင်းကဧပြီလ24ရက်ကထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေးကျင်းသားများကိုညီဆောင်ရှောက်ရေးအသင်းမှကောက်ယူထားတဲ့သတင်းချက်လက်တွေအရ2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေဧပြီလ24ရက်အထိမန္တလေးတိုင်းမှာအကြမ်းဖက်ဆဲအုပ်စုကအမျိုးသမီး22ဦးနဲ့အမျိုးသား22ဦးစုစုပေါင်း43ဦးကိုတပ်ဖြတ်ခဲ့ပြီးအဲ့ဒီထဲမှာအသက်၄နှစ်အရွယ်ယောက်ျားလေး2ဦးအပါအဝင်အသက်18နှစ်အောက်ကလေးငယ်6ဦးပါဝင်ကအဲ့ဒီထဲက32ဦးကလေကြောင်းတိုက်ခိုက်ခံလို့အများဆုံးသေဆုံးခဲ့ရတယ်လို့ AAPB ကဖော်ပြထားပါတယ်။ ဧပြီလ22ရက်ကမန္တလေးတိုင်းတောင်သာမြို့နယ်တံပိုရွာတိကျေးရွာကိုမိထီလာလေတပ်ကတက်လာတဲ့အကြမ်းဖက်ဆဲအုပ်စုကလေချောင်းကနေဆက်တက်လေထီပါရာမိုတာတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ကျေးရွာအတွင်းရှိနေအိမ်တွေပေါ်ကိုခြောက်ရောက်ပောက်ကွဲခဲ့ရာဒေသခံကိုကျော်သူလေးကလေးငယ်မအေးမြဆန္ဒနဲ့မိခင်ဖြစ်သူဒေါ်တူးတို့၃ဦးကိုဘုံစားထိမှန်ပြီးနေရာမှာတည်ဆုံခဲ့ရပါတယ်။၂၀၂၁ခုနှစ်ဖေဖော်ဝါရီ၁ရက် မတရားဆက်အာဏာလူယူမှုဖြစ်စဉ်စတင်ချိန်မှ2025ခုနှစ်ဧပြီလ24ရက်အထိအကြမ်းဖက်ဆုပ်အုပ်စုနဲ့လက်ပါစင်များကြောင့်လူယူတော်လိုင်းကာလအတွင်းတည်ဆုံးခဲ့ရတဲ့ဒီမိုကရေစီရေလှရှားသူတွေနဲ့ပြည်သူစုစုပေါင်းမှာ6558ဦးရှိခဲ့ပြီလို့လည်း AABB စီးရင်တွေမှာဖော်ပြထားပါတယ်။ဒါအပြင်ဖမ်းဆီးခံခဲ့ရသူစုစုပေါင်း2965ဦးရှိပြီးအဲ့ဒီထဲက2165ဦးမှာထိမ့်သိမ်းခံနေရဆဲဖြစ်က ထိမ့်သိမ့်ခံနေရသူများအနက်မှ1855ဦးမှထောင်ဒဏ်ချမှတ်ခံရရတယ်လို့ဆိုပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့အကြံဖက်ဆေးအုပ်စုကရေထွက်ရွာကို Jet Fighter ဖြင့်လေကြောင်းကတိုက်ခိုက်မှုတွင် လာသားရွယ်ကလေးများနဲ့အမျိုးသမီးများအပါအဝင်ပြည်သူ32ဦးသေဆုံးခဲ့တဲ့တဲ့မှာဖြစ်ပါတယ်ရှင်။ မန္တလေးတိုင်းပြည်ဦးလွေခရိုင်တပိတ်ချင်းမြို့နယ်ရေထွက်ရွာရှိတက်စီဆိုင်အနီးကိုအကြံဖတ်ဆဲအုပ်စုကဂျက်ဖိုင်တာနဲ့လေကြောင်းကနေတိုက်ခိုက်မှုဖြစ်စဉ်အတွင်းလာသားရွယ်ကလေးငယ်များနဲ့အမျိုးသမီးများအပါအဝင်ပြည်သူ32ဦးသေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဧပြီလ23ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အကြံဖတ်ဆဲအုပ်စုကဧပြီလ19ရက်မိုးလယ်တနာရီ7မိနစ်ခန့်မှာရေထွက်ရွာရှိတက်စီဆိုင်အနီးကိုဂျက်ဖိုင်တာဖြင့်ပေါင်900ဘုံးသီးနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့် ဓာတ်ဆီဆိုင်နဲ့လူစီကားရနေရာကိုကြောက်ရောက်ပောက်ကွဲခဲ့ရာလာသားရွယ်ကလေးများနဲ့အမျိုးသမီးများအပါအဝင်ပြည်သူ32ဦးတေဆုံးခဲ့ပြီးပြည်သူ22ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလိုဓာတ်ဆီဆိုင်အပါအဝင်နေအိမ်24လုံးမိလောင်ပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ဘုံချဲချတိုက်ခိုက်ခဲ့တဲ့ဘုံဒီနှလုံးအနက်ဒုတိယအလုံးကနေအိမ်တစ်လုံးပေါ်ကိုတက်တက်ထိမှန်ခဲ့ရာအဲ့နေအိမ်မှာရှိပြည်သူများရဲ့ ထိခိုက်မှုတည်ဆုံမှုတွေကိုစည်ရင်ကောက်ယူဖို့အခက်ခဲဖြစ်ပေါ်နေပြီးပြည်သူ၉ဦးကခန္ဓာကိုယ်မရရှိတဲ့အတွက်တည်ဆုံသင်ရင်သွင်းခဲ့ရကြောင်းဖော်ပြထားပါတယ်။နောက်ဆက်တွဲအနေနဲ့ဒေသခံပြည်သူတွေစားဝတ်နေရေးခက်ခဲနေကြတာပူဆွေးဝမ်းနည်းမှုကြောင့်မစားနိုင်မတောက်နိုင်ဖြစ်နေကြရကြောင်းပြည်သူတို့ချို့မှလည်းတခြားပုံခုစရာနေရာများကိုထွက်ပြေးတိမ်းရှောင်နေကြရကြောင်းဖော်ပြထားပါတယ်။အချမ်းဖတ်ဆဲအိုဆိုရဲ့အဲ့ဒီဘုံကျဲတိုက်ခိုက်မှုအတွင်းလာသားရွယ်ကလေးနှစ်ဦး၊အမျိုးသားခုနှစ်ဦး၊အမျိုးသမီး၁၄ဦး ကြားမှမသိသူကိုဦးစုစုပေါင်းပြည်သူ32ဦးသေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရသူ22ဦးရှိကအဲ့ဒီအချက်လက်တွေကဧပြီလ22ရက်ည23နာရီအထိနောက်ဆုံးရရှိထားတော့အချက်လက်များဖြစ်တယ်လို့ဆက်လက်ဖော်ပြထားပါတယ်။လူ့ခွင့်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူတရက်လုံးဒဏ်တူညီမျှမှုရရှိရေး ငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးတည်ဟူသောဥတီချက်များကိုခိုင်ခိုင်မာမာ လက်ကင်ဆွဲထားပြီးအကြမ်းဖက်ဆဲအုပ်စုရဲ့ကျူးလွန်မှုများကိုအပြစ်ပေးရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဆက်လက်ဖော်ပြထားပါတယ်ရှင်။ဆရာတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဂျပန်ဆဲအိုဆူကမလအတွင်းလူခွင့်ရေးချိုးဖောက်မှုအကြိမ်ပေါင်း6ကြော်ပြုလုပ်ထားတဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ ကြံဖတ်ဆဲအစုကပြီးခဲ့တဲ့မလအတွင်းမြန်မာနိုင်ငံတော်ဝင်လူခွင့်ရချိုးဖောက်မှုပေါင်း642ကြိမ်အထိပြုလုပ်ထားတယ်လို့မြို့သားညညရေးအစိုးရလူခွင့်ရဆိုင်ရာဝန်ကြီးဌာနကဧပြီ23ရက်မှာထုတ်ပြန်ခဲ့ပါဗျ။အဲ့ဒီကောက်ယူထားတဲ့အချက်လက်တွေမှာမလတရက်ကနေ28ရက်အတွင်းရရှိထားတဲ့အချက်လက်များဖြစ်ပြီးမြေပြင်မှာယခုထက်ပုံမှန်များပြားနိုင်တယ်လို့ဖော်ပြထားပါဗျ။မင်္ဂလိတိုင်းဟာလူခွင့်ရချိုးဖောက်ခံရမှုအများဆုံးဖြစ်ခဲ့ပြီး123ခုအထိရှိခဲ့ပြီးဒုတိယနေရာမှာသခိုင်းတိုင်းနဲ့ တတိယနေရာမှာမကွေးတိုင်းတို့ဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။အကြံဖတ်ဆဲအုပ်စုရဲ့လေချောင်းကတိုက်ခိုက်ခံရမှုအများဆုံးဒေတာမှာသခိုင်းတိုင်းဖြစ်ပြီး53ကြိမ်အထိတိုက်ခိုက်ခံရတယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်ပြည်သူပိုင်နေအိမ်938လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့စာသင်ကျောင်း9ကျောင်းလည်းပျက်စီးခဲ့ရကြောင်းဖေဖော်ဝါရီလအတွင်းပြည်သူပိုင်နေ219လုံးပျက်စီးဆုံးရှုံးခံခဲ့ရမှုနဲ့နိုင်ရှင်မှာကမလအတွင်းပျက်စီးဆုံးရှုံးမှုမှာ3ဆကန့်အထိမြင့်တက်သွားတယ်လို့ဆက်လက်ဖော်ပြထားပါတယ်။ တခြားသောချိုးဖောက်ခံမှုဖြစ်စဉ်များမဆုလိုက်ပြုံလိုက်တက်ပြတ်ခံရမှုများကြောင့်တည်ဆုံးသူအရေအတွက်နဲ့ပျက်စီးဆုံးရှုံးမှုများကိုလည်းစနစ်တကျမှတ်တမ်းတင်ထားရှိပြီးဖြစ်ကြောင်းနဲ့ပြည်သူတရက်လုံးဒန်းတူညီများမှုရရှိရေးငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးဆိုတဲ့ဥတီချက်များကိုခိုင်ခိုင်မာမာလက်ကင်ဆွဲထားပြီးအကြမ်းဖက်ဆဲအုပ်စုရဲ့ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဧပြီလအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်မှစစ်သုံးပန်းအဖြစ်ဖမ်းဆီးရမိသူ152ဦးရှိနေတဲ့တဲ့ရင်မှာဖြစ်ပါတယ်ရှင်။ဧပြီလရဲ့ပထမပတ်နဲ့ဒုတိယပတ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်မှစစ်သုံးပန်းအဖြစ်ဖမ်းဆီးရမိသူ152ဦးထိရှိနေရလို့ပြည်သူ့ဗန်နိုင်ဖွဲ့ကဧပြီလ24ရက်မှာထုတ်ပြန်ခဲ့ပါတယ်။စစ်သုံးပန်းအဖြစ်ဖမ်းဆီးရမိသူတွေကသခိုင်းတိုင်းအတွင်းမှာ150ဦး၊တနင်္သာရီတိုင်းမှာ1ဦးနဲ့ ်မုံပြင်းနယ်မှာတအူးလို့ဖြစ်တယ်လို့ပြည်သူ့ဗန်းနိုင်အဖွဲ့အစည်းတွေကသိရပါဗျ။ထို့အပြင်ဧပြီလရဲ့ပထမပတ်နဲ့ဒုတိယပတ်အတွင်းမှာပဲအကြမ်းဖက်စစ်ကောင်စီကိုစွန့်ခွာပြီးအလဲဝင်ရောက်လာသူ22ဦးရှိပြီလို့လည်းသိရပါဗျ။အလဲဝင်ရောက်လာသူတွေကစစ်သား18ဦးနဲ့ရဲ3ဦးလို့ပါဝင်ပြီးတော့စစ်သား18ဦးထဲမှာပဲခူးတိုင်းမှာ2ဦး၊ကရင်ပြည်နယ်မှာ3ဦး၊ချင်းပြည်နယ်မှာ6ဦး၊မကွေးတိုင်းမှာ2ဦး၊စကိုင်းတိုင်းမှာ2ဦး၊တနင်္သာရီတိုင်းမှာ2ဦးနဲ့ရှမ်းပြည်နယ်မှာ3ဦးလို့ဖြစ်ပါတယ်။ ရဲတုံးဦးကတော့ချင်းပြည်နယ်ကရဲတပ်သားတအုပ်နဲ့စကိုင်းတိုင်းကရဲတပ်သား2ဦးတို့အလင်းဝင်ရောက်လာခဲ့တာပါအဲ့ဒီဝင်ဝင်ရောက်လာသူ18ဦးထဲမှာအရမစစ်သားတဲ့စုဆောင်ခံရသူ6ဦးပါဝင်တယ်လို့လည်းပြည်သူ့ဗန်းနိုင်အဖွဲ့ရဲ့အစင်းတွေကသိရပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ဒေါအောင်ဆန်းစုကြည်ဘဝတက်လျှောက်လုံးမြန်မာပြည်သူတွေအတွက်ဖိဆက်ခဲ့သမျှမြတ်တာတရားကိုဥညွတ်ဂုံပြုတဲ့အနေနဲ့ပြည်သူ့ဂုံရင်စုချီးမြှင့်ခဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင် လူလူကောင်းဆောင်တော်ဆန်းစုကြည်ရဲ့ဘဝတစ်လျှောက်လုံးမှာမြန်မာပြည်သူတွေအတွက်ပေးဆက်ခဲ့သမျှမေတ္တာတရားကိုဥညွတ်ဂုံပြုတဲ့အနေနဲ့ပြည်သူ့ကုံရေးစုချီးမြှင့်ခဲ့တာလို့ပြည်သူ့ကုံရေးအသင်းဗဟိုအလုံးမှုဆောင်အဖွဲ့ကထုတ်ပြန်ပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့ဘဝတစ်လျှောက်လုံးမြန်မာနိုင်ငံနဲ့ပြည်သူများပေါ်ထားရှိတဲ့အနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဦးဆောင်မှုများအပေါ်ကျေးဇူးတင်ကောင်းစကားဆိုခြင်းနဲ့အကြံဖတ်ဆက်အနာရှင်ကိုဒုမထောက်ပဲချမ်းချမ်းခံတွန်းလှန်နေတဲ့စိတ်ဓာတ်ခွန်အားများကို ဥညို့ဂုံပြူခြင်းလည်းဖြစ်တယ်လို့ပြည်သူ့ဂုံရီအသင်းဘဝလုံးမှုဆောင်ဖွဲ့ကထုတ်ပြန်လိုက်တာပါပြည်သူ့ဂုံရီအသင်းကမူလရွယ်ချက်ဖြစ်တဲ့မြန်မာပြည်ရင်းကစဂုံပြူတင့်ဂုံပြူထိုက်သူများကိုပြပရောက်တိုင်းရင်းသားမြန်မာမိသားစုတွေဝိုင်းဝန်းဂုံပြူကြတဲ့အစီအစဉ်ပဲဖြစ်ပါတယ်အဲ့ဒီအစဉ်လာအတိုင်း2025ခုနှစ်စကြောချိန်မြောက်ဂုံပြူသူအဖြစ်အကျဉ်းချခံနေရတဲ့လူလူကောင်းဆောင်တော်အောင်ဆန်းစုကြည်ကိုပြည်သူ့ဂုံရီအသင်းဝင်ဌာနခွဲများကရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသားများနဲ့အတူတမျိုးသားလုံးစွကြုံဘဝလွတ်မြောက်ရေးအတွက်ပြည်သူ့ဂုဏ်ရည်အတင်းကြီးကဆက်လက်အားစိုက်ကြိုးပမ်းသွားမယ်လို့ဂရုပြုကြေညာထားပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့တပည့်ရင်းမြို့နယ်အတွင်းဂျပန်ဆက်ကောင်စီကတရက်ထဲမှာနေချောင်းတိုက်ခိုက်မှု၂ကြိမ်ပြုလုပ်ခဲ့ရာအသက်73နှစ်အရွယ်ကလေးငယ်တအူအပါအဝင်ပြည်သူ၅ဦးသေဆုံးပြီး9ဦးထပ်မံနေထိခိုက်ဒဏ်ရာရခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။ ကိုင်းတိုင်းရွှေဘိုခရိုင်တပည့်ရင်မြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီကဧပြီလ23ရက်နေ့တရက်ထဲမှာပဲနေချောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့်အသက်73နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ပြည်သူ9ဦးသေဆုံးပြီး9ဦးထပ်မံထိခိုက်ဒဏ်ရာခဲ့ရလို့တပည့်ရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှသိရပါဗျ။တပည့်ရင်မြို့နယ်လက်လောက်တောင်ရွာရဲကိုဧပြီလ23ရက်နေ့မနက်09:47မိနစ်မှာအကြမ်းဖက်စစ်ကောင်စီကနေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အသက်73နှစ်အရွယ်ကလေးငယ်တအူးအပါဝင်ပြည်သူ9ဦးတေဆုံးပြီး9ဦးထပ်မံထိခိုက်ဒဏ်ရာရခဲ့လို့ဆိုပါရယ်တေဆုံးသူ9ဦးမှာလက်လုံကြီးရွာကကိုစန်းစောကိုအောင်ကြကြော်ဒေါ်ဆောင်ဒေါ်လုံးနဲ့မကျဲဦးတို့ဖြစ်ပါတယ်ဒါအပြင်တပည့်ရင်မြို့နယ်စိုင်ပြင်းအနီးစိုက်ပျိုးရေးရုံးထဲကိုဧပြီလ23ရက်နေ့ည9:25မိနစ်မှာအကြမ်းဖက်စစ်ကောင်စီကစက်တက်လီတီပါရာမိုတာနဲ့ဘုံသီးနှလုံးကြဲချတိုက်ခတ်ခဲ့လို့ဆိုပါရယ် ဂျပန်ရင်းမြို့နယ်အတွင်းဂျပန်စစ်ကောင်စီကတရက်ထဲနှစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးအခုရက်ပိုင်းအတွင်းပြည်သူတွေကိုပြစ်မှတ်ထားကလေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်ပြုလုပ်နေရကြောင်းပြည်သူတွေအနေနဲ့အထူးသတိထားနေထိုင်ကြဖို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ခုနောက်ဆုံးအနေနဲ့ဂျပန်စစ်တပ်အနေနဲ့ဂျပန်မှုတွေရပ်တန့်မှုအမေရိကန်တောင်းဆိုခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ အကြဖတ်ဆက်တဲ့အနေနဲ့မြန်မာပြည်သူတွေကိုအကြဖတ်နေရာတွေချက်ချင်းရက်တက်ပြီးလိုအပ်နေသူအားလုံးကိုအဟန့်တားမရှိလူသားချင်းစာနာမှုအကူအညီတွေဝင်ရောက်ခွင့်ပြုဖို့ဧပြီလ22ရက်ကကမ္ဘောဒီးယားနိုင်ငံမှာကျင်းပတဲ့38ကြိမ်မြောက် American ASEAN ဆေးပွေးမှာ American ပြည်အောင်စုအရှိအာရှနဲ့ Pacific Area ဘူရိုအကြီးတန်းအရာရှိ CEO ဦးနေကတောင်းဆိုလိုက်တာဖြစ်ပါတယ်။အကြဖတ်မှုတွေကိုချက်ချင်းရက်တက်မှုပတရားဖန်ဆီးထားသူတွေကိုပြန်လွှတ်ပေးဖို့နဲ့မြန်မာနိုင်ငံအမှန်တကယ်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေး မေရိကန်ရဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်မလ28ရက်လောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာအသက်ဆုံးဖားခဲ့ရသူများအထက်ဝန်ထဲချောင်းနဲ့အမေရိကန်အနေနဲ့ရေရှည်ကာလလူသားချင်းစာနာမှုဆိုင်ရာပံ့ပိုးမှုတွေဆက်လက်လှုပ်ဆောင်မယ်လို့သူကပြောခဲ့ပါတယ်။ဒါကတော့ဒီဘက်တွင်ဖြစ်ပေါ်ခဲ့တဲ့သတင်းကြေကြုပ်ကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။